သမရဒေါ်နယ်ထရန့်ကအစ္စရေးအီရန်ပဋိပက္ခတွေအမေရိကန်ဤစည်ရေးပါဝင်မှုကိုချိန်ဆနေတယ်လို့ပြောကြားလိုက်ချိန်ဇော်လ19ရက်မှာအီရန်ကအစ္စရေးကိုလလောလလတ်ဒုံးကျည်များဖြင့်ပစ်ခတ်တာကြောင့်ဆေးရုံကိုထိမှန်သွားခဲ့တယ်လို့သိရပါဗျ။ AFP သတင်းတောက်များကဂျေရုရှလင်နဲ့တယ်အဗစ်စတိုတွေပြင်းထန်တဲ့ပေါက်ကွဲသံများကိုဇက်တိုက်ကြားနေရပြီးဝင်လာတဲ့အီရန်ဒုံးကျည်များကိုသတိပေးရန်နိုင်ငံဤဒေသအချို့၌အချက်ပေးအော်အော်သံများထွက်ပေါ်နေပါဗျ။အဲဒီနောက်မကြာမီမှာ ဟိုလိုရနေရာများမှာပြည်သူများထွက်ခွာသွားနိုင်တယ်လို့စစ်တပ်ကပြောကြားခဲ့ပါတယ်။အီရန်တိုက်ခိုက်မှုအတွင်းအစ္စရေးတောင်ပိုင်းရှိဘီရာရှိပါကာဆူရကစေယုံပြင်းပြင်းထန်ထန်ပျက်စီးသွားတယ်လို့အစ္စရေးနိုင်ငံရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။အီရန်နောက်ဆုံးဒုံးကျည်တိုက်ခိုက်မှုအတွင်းအနည်းဆုံး32ဦးသေဆုံးခဲ့တယ်လို့အစ္စရေးကစေသမားများကပြောကြားခဲ့ပါတယ်။ဂျေရုရှလင်ပောက်ကွဲမှုများဟာလွန်ခဲ့တဲ့သတင်းပတ်မှာပြည်ပခန့်စတင်ပြီးနောက်ပိုင်း AFP သတင်းတောက်များကြားခဲ့ရတဲ့အကျယ်လောင်ဆုံးပောက်ကွဲသံများဖြစ်တယ်လို့ဆိုပါတယ်။ တီဟရီရန်နဲ့အခြားနေရာများကိုလောလောလလတ်အစ္စရေးတိုက်ခိုက်မှုများဖြစ်ပေါ်လာခဲ့ပြီးပြည်ပခနိုင်အမေရိကန်ပါလာနိုင်တဲ့ဆိုတဲ့ကောလာဟာလာတို့ကြီးထွားလာခြင်းနဲ့အတူအီရန်၏ဒုံးကျည်အတွဲလိုက်ပြစ်ခတ်လွတ်တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အီရန်ဟာပြဿနာအများပြားတက်နေပြီးသူတို့ကဆွေးနွေးခြင်းနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့သည့်တိုင်အီရန်ဘာသာရေးခေါင်းဆောင်အရာတိုလာအလီခါမေနီကချွင်းချက်ဖြစ်လက်နက်ချရေးအတွက်ထရန့်၏ တောင်းဆိုချက်ကိုပယ်ချခဲ့ပါတယ်။အစ္စရေးအီရန်ပြည်ပခါတွေအမေရိကန်ပါဝင်တဲ့ပတ်သက်၍ထရန့်ကတမင်တကာမေးမယားပြောခဲ့ပါတယ်။ကျွန်တော်ကအမေရိကန်ကိုပါဝင်ခိုင်းလို့လည်းရတယ်မပါခိုင်းလို့လည်းရတယ်ကျွန်တော်ဘာလုပ်မယ်ဆိုတာကိုဘယ်သူမှမသိဘူးဆိုတဲ့သဘောပါပဲလို့ဇော်လ18ရက်မှာထရန့်ကပြောကြားခဲ့ပါတယ်။နောက်တစ်ပတ်ကတော့တော်တော်ကြီးကြီးမားမားဖြစ်လာမဲ့တရင်ပတ်ပါပဲလို့ trend ကအသေးစိတ်ပြောကြားခြင်းမရှိဘဲဖြစ်ဆွက်ပြောခဲ့ပါဗျ။ Israel Iran ပြည်ပခန့်နဲ့ပတ်သက်ပြီးနိုင်ငံသားရေးဝန်ကြီး Marco Rubio က ဗြိတိန်နိုင်ငံသားရင်းဝင်ကြီးနဲ့ဆွေးနွေးမယ်လို့အိမ်ဖြူတော်ကပြောကြားခဲ့ပါတယ်။မလုပ်ရမလဲဆိုတာနဲ့ပတ်သက်လို့ကျွန်တော်မှစိတ်ကူးတွေရှိပါတယ်။ဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုမချသေးပါဘူး။အခြေအနေတွေဟာပြောင်းလဲနေတာကြောင့်ဖြစ်မလာမီတစ်ဆက်ကလောက်ကြာမှနောက်ဆုံးဆုံးဖြတ်ချက်ကိုချမှာဖြစ်ပါတယ်။အထူးသဖြင့်စစ်ပွဲနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။အီရန်ကိုတိုက်ခိုက်ရန်ထရန့်ကအတည်ပြုထားပြီးပြီလို့သတင်းထွက်နေပါတယ်။